ရတဲ့ခပတ်နဲ့ရထားပြီးမော်တော်ဆိုင်ကအကြီးကြီးတွေစီက heavy metal တချင်းတွေကို cover ပြန်တီးတက်တဲ့အမျိုးသမီးကိုဘလို့အမျိုးသမီးလို့အများကသတ်မှတ်ကြမလဲအဲ့ဒီလိုအမျိုးသမီးတွေထက်ကတယောက်ကတော့ဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့စနိုင်းတာကာအီချီဖြစ်ပါတယ်သူမဟာတက္ကသိုလ်ကျောင်းသူဘဝတော့က heavy metal နဲ့ hard rock တချင်းတွေကိုကြိုက်နေတဲ့ drama တယောက်ဖြစ်ခဲ့ပါတယ်။သူမဟာ black server deep purple နဲ့ Iron Maiden တို့လိုအင်္ဂလိပ်နာမည်ကြီး Heavy Metal တချင်တွေကိုကာဘာပြတ်တီးလေးရှိပါတယ်။အခုနိုင်ငံရေးချက်ကိုရောက်တဲ့အချိန်အထိစိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ Electronic Drum Set နဲ့နှစ်ချက်သက်ပြီး Drum တီးလေးရှိရလို့ဆိုပါတယ်။သူကစိုက်ကယ်စီးတာကိုဝတ္တနာပါပြီး 400cc အားရှိတဲ့ Kawasaki စိုက်ကယ်ကြီးတွေကိုလည်းစီးဖူးပါတယ်။ဒါအပြင် Karate ကစားနည်းမှာတော့ခပတ်နဲ့ရထားသူလည်းဖြစ်ပါတယ်။ သူဟာဂျပန်နိုင်ငံရဲ့ရှေးယိုးဆွေးနိုင်ငံရေးပါတီဖြစ်တဲ့ Liberal Democratic Party မှာပါတီခေါင်းဆောင်ဖြစ်လာပြီးရသက်တပတ်အနည်းငယ်မှာဂျပန်ရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရတာဖြစ်ပါတယ်ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရတဲ့အချိန်မှာတော့သူကအသက်64နှစ်ရှိပြီဖြစ်ပါတယ် သူဟာပြင်းထန်တဲ့ရှေးယူဆွေးဝါဒီဖြစ်ပြီးတင်ကျဲတဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေချမှတ်ဖို့တရုတ်နိုင်ငံအပေါ် ပြင်းထန်တဲ့မူဝါဒတွေချဖို့စီယုံလုံးစော်သူလည်းဖြစ်ပါတယ်။